2026ခုနှစ်အာရှပလာချေစပွဲယူစကွန်အမျိုးသားဘောလုံးပြိုင်ပွဲအောက်စုကြီးပွဲစဉ်များတို့ကျွန်တော်မြန်မာနိုင်ငံကအင်ရှင်ဖြစ်ရန်ကုန်မြို့အတူပနအားကစားကွင်းမှာနိုဝင်ဘာလ22ရက်ကနေပြီးတော့30ရက်နေ့ထိလက်ခံကျင်းပသွားမည်ဖြစ်ပါတယ်။ကျွန်တော်ဒီနေ့နိုဝင်ဘာလ22ရက်ညနေ4နာရီမှာလဲမြန်မာယူစကွန်အမျိုးသားဘောလုံးအသင်းနဲ့အာဖဂန်နစ္စတန်အသင်းတို့ကအရှင်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ဒီပွဲစဉ်ကိုတော့ကျွန်တော်တိုက်ရိုက်ကြည့်ရှုနည်းလေးတွေကိုကျွန်တော်ပြပြပေးခြင်းပါတယ်။ဒီပွဲကိုတိုက်ရိုက်တွားရောက်ပြီးကြည့်ရှုခြင်းနဲ့ဆိုရင်တော့ ကျွန်တော်တို့ရန်ကုန်မြို့ကတူဝနအားကစားကွင်းမှာတွားရောက်ပြီးကြည့်ရှုလို့ရပါတယ်။ပွဲစဉ်အချိန်လေးကတော့၄နာရီဖြစ်ပါတယ်။ကျွန်တော်တို့ဒီလိုမျိုးပေါ့နော်မအားလက်ဘူး။ဒီကွင်းကိုတိုက်ရိုက်တွားရောက်ပြီးတော့ကြည့်ရှုဖို့အဆင်မပြေကြဘူးဆိုရင်တော့ TV ကနေလည်းကြည့်လို့ရပါတယ်။ TV ကနေပြီးတော့ MRTV MRTV HD channel, MRTV Entertainment channel ပြီးတော့ Reader channel မှာလည်းပြမယ်လို့ညင်ညာထားတယ်ပေါ့နော်။မြမတန် Radio ကလည်းတိုက်ရိုက်နှုတ်ထုတ်လိုက်မယ်လို့သူတို့ညင်ညာထားတယ်ပေါ့နော်။ပြီးတော့ကျွန်တော်တို့ဒီမှာသူတို့ရဲ့ညင်ညာချက်တခုပေါ့နော်။ဒီပြုံးပလေး spot ီလိုပြုံးလေးစပေါ့ဆိုပြီးတော့ဒီမှာ YouTube ပေါ့နော် YouTube ကနေပြီးကျွန်တော်ရှာဆိုရှာလိုက်မှာနော် P U N O N E ပြုံး P N E Y play S P O R T S ပေါ့ဒီလိုပြုံးပလေးစပေါ့မှာနေကြည့်ရပါဘောနေပြီးတော့သူကဒီမှာ live ဆိုတဲ့နေရာလေးမှာဝင်ကြည့်ရပါဘောနော်အမှဝင်ကြည့်လို့လဲသူသူ့ရဲ့ဂျင်ညာချက်ရရပါဘောနော်ကျွန်တော်ကလည်းဒီမှာသူ့ရဲ့ဂျင်ညာချက်ကိုကျွန်တော်တွေးလိုက်လို့ပြန်ပြီးပွေမြပေးရဒီမှာသူကသူကဒီမှာသူတို့ဂျင်ညာထားတာဒီမှာပြုံးပလေးစပေါ့ရယ် reader channel ရယ် ဒီမှာပြုံးပလေး software ပေါ့နော်ပြုံးပလေး software ကတော့လာမှာကျင်းသေးတယ်ပြုံးပလေး spot ကတော့ဒီမှာသူတို့ကျင်ညာထားတယ်ပေါ့နော်အဲ့တော့ပြုံးပလေး spot YouTube channel မှာဝင်ကြည့်လို့ရမယ်ပြုံးပလေး software မှာဝင်ကြည့်လို့ရမယ်ပြီးသွားရင်ဒီမှာ reader channel ကတော့ TV live မှာကြည့်လို့ရမှာပေါ့နော်ကျွန်တော်ဒါလေးကိုလာပြီးတော့ပြပြတာပေါ့နော်အားလုံးပဲအဆင်ပြေကြပါစေနော်